နွားလဲတွေကိုအမြန်ဒုံဆိုင်မောင်းပြီးတော့ပလဲတဲ့အလူအလက်ဒီလိုမျိုးအလူအလက်တွေမှာနွားလဲတွေကိုဒုံဆိုင်မောင်းတာတော့ကျွန်တော်ဒီအလူမှာပဲတွေ့ဘူးလေဗျဒီလူတော်ပွဲကြီးဟာမန်လေးတိုင်းကျောက်ပေါင်းမြို့နယ်အတာရွာကအလူတော်ပွဲကြီးပဲဖြစ်ပါတယ်ဒီလူတော်ပွဲမှာကျွန်တော်တကယ်ချင်းတွေ့မြင်ရမှာကအလူရဲ့မနက်ပိုင်းခရီးပင်းဆောင်အလဲရဲ့အလူရဲ့ညနေပိုင်းကျတော့နတ်ပြအလဲရဲ့ဆိုပြီးတော့အလဲနှစ်ခုကိုတွေ့ရမှာပဲဖြစ်ပါတယ် ဖျားပင်အလဲနဲ့နက်ပြအလဲမှာမတူတဲ့အချက်ကလေးတွေရှိပါတယ်ဗျ။အဲ့ဒါလေးတွေကိုတော့ကျွန်တော်ဗီဒီယိုကြည့်ရင်းနဲ့ကြမှာပြောပြပေးသွားပါမယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျကျွန်တော်တငယ်ချင်းတွေကိုခရီးပင်းနဲ့နတ်ပြအလဲမှာဘာတွေကြွာချလဲဘာတွေမတူလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးပါမယ်ရှေ့ဆုံးမှာမြင်တွေ့ရတာကတော့ခြေစီတန်းကလေးနှစ်ယောက်ပဲဖြစ်ပါတယ်အချိုးရွာတွေဆိုလို့ရှိရင်ခြေစီတန်းရောမောင်းတန်းရောပါတယ်ပေါ့နော် နောက်မှာတော့ခရီးပင်းဆောင်လာတဲ့အလူတကာနဲ့ပောက်ပောက်ပန်းချင်းနဲ့ငွေမိုးပါရွာနေတဲ့အလူတကာမကိုတွေ့မြင်ရပါတယ် နောက်မှာတော့မောင်ရှင်လောင်းမိဘတွေကိုတွေ့မြင်ရပါတယ်။မောင်ရှင်လောင်းမိဘတွေကတော့သင်္ကန်းပန်းပွေပြီးတော့တပိတ်လွယ်ထားကြပါတယ်။ အဲ့ဒီနောက်မှာတော့ယမိယဖအချို့တွေ့မြင်ရပြီးတော့အဲ့ဒီနောက်မှာရောင်သွေးစုံလင်စာနဲ့ဝစ်စင်ပြီးတော့ရန်ကိုလပ်ပနေကြတဲ့ချစ်စရာ သမီးငယ်လေးတွေကိုတွေ့မြင်ရပါတယ်။လက်ထဲမှာတော့ပန်းကြောက်လေးတွေကင်ထားတာကိုတွေ့ရပါတယ်ဗျ။ဒီသမီးငယ်လေးတွေကတော့စွန်းအုပ်လေးတွေကိုကင်ထားပါတယ်။

ူလူကျော်လေးတွေကလည်းရွာသူလို့မထင်ရလောက်ကိုအရန်ကို ချုံးမောလာကြပါလေဗျဒီနေရာမှာဖျားပင်းနဲ့နတ်ပြားနဲ့မတူတာတခုကိုပြောပြပါမယ်ဖျားပင်းမှာဆိုလို့ရှိရင်တော့ကွန်းအောင်ကင်ပန်းအောင်ကင်တွေကအပြူမဟုတ်လဲကင်လို့ရတယ်လို့သိရပါလေဗျအပြူအိုမယွေးကင်လို့ရတယ်ပေါ့နော်နတ်ပြားမှာဆိုရင်တော့ကွန်းအောင်ကင်ပန်းအောင်ကင်ကအပြူတွေပဲကင်ရတော့မှာပဲဖြစ်ပါတယ်အိမ်အောင်ကြပြီးသူတွေကိုကင်ခွင့်မရှိပါဘူးဗျာ နောက်မှာတော့ဖျားပန်းဦးများပိုက်လာတော့မျိုးသမီးကြီးများအဖွဲ့ဦးထမှန်တွေ့ရှိရပါတယ်။ဒီအလူလေးကိုကျွန်တော်အစာအဆုံးသေချာရိုက်ထားပါတယ်ဗျ။ဒီအလူကစိုင်းနေဝိုင်းနေမပါပေမဲ့လည်းတရွာလုံးမိโกတိတ်9ရက်9လီ ထမင်းကျွေးပြီးလူတဲ့အလူပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီလူနဲ့ပတ်သက်ပြီးတော့ရွာရဲ့ဒလီလေးတွေအတူယူလေးစားအားကျစရာစီလုံးမှုတွေရင်ကျင်းမှုထိမ့်သိမ့်မှုတွေကို ဗီဒီယိုလေးတစ်ပုဒ်အနေနဲ့ထပ်မံတင်ပြဖို့ရှိပါတယ်အဲ့ဒါလေးကိုနောက်3-4ရက်နေကျွန်တော်ထပ်တင် ပြဖို့ရှိပါတယ်အဲ့ဒါလေးလည်းစောင့်ကြည့်ပေးကြပါအောင်ဗျနောက်ဆုံးမှာတော့ဒိုဘက်ဝိုင်းကိုတွေ့ရပါတယ်ဗျဒါကတော့ချိုပြီးပေါ့နော် ရားပင်အလဲလေးကြည်လို့ပြီးပြီဆိုတော့ကျွန်တော်တို့နတ်ပြအလဲလေးကိုဆက်သွားကြည့်အောင်ဗျဒီနတ်စင်ကတော့ကျွန်တော်တို့ရွာရဲ့အလူပွဲတွေမှာနတ်လာပြရတဲ့နတ်စင်ပဲဖြစ်ပါတယ်နတ်ကုန်းလေးမှာလည်းနတ်ပုံတော်တွေစုံလင်စွာနဲ့တွေ့မြင်ရတာကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုတဲ့တငယ်ချင်းတွေကြည့်ရအောင်။တပါးလေးရိုက်ကူးပေးလိုက်ပါရစေဗျ။ ။ပြည်မူဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုယ်တိုင်မသွားပြစ်မရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျ။အဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့ပေးချမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာနိုင်ခဲ့ပြီးဖို့ဝေဖန်ခဲ့ပြီးဖို့တောင်းဆိုကြပါရစေဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပြီးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုကြပါရစေ မပြအလေရန်ရဲ့ရှေ့ဆုံးမှာဆိုရင်လေကျေးစီရန်အဖွဲ၃ယောက်ကိုတွေ့မြင်ရပါတယ်။၂ယောက်ကကျေးစီကိုထမ်းလာပြီးတယောက်ကကျေးစီထူတယ်ပေါ့နော်။အဲ့ဒီနောက်မှာကလေးငယ်လေးတွေကိုတွေ့ရပါတယ်။ဒီခေါက်တော့ပန်းမွန်လေးတွေကိုင်းထားရုံနဲ့မကဘဲချိုးရလေ။ပသိမ်ဒီလေးတွေနဲ့လာပနေကြပါတယ်ဗျ။ဝစ်ဆောင်လေးတွေကလည်းမတူညီဘဲနဲ့ကွဲပြားသွားတာကိုသတိထားမိပါတယ်။မနက်နဲ့ညနေတူပေမဲ့လည်း အဝေစားလေးတွေကိုမနက်တမျိုးညနေတမျိုးတေချာကိုပြင်ဆင်ပြီးဝတ်လာကြတာကိုတွေ့ရပါတယ်ဗျဒါကြီးရွာရဲ့အလူပေါ်မှာဘလောက်ထိဂယူးဆိုင်အားကြကြတယ်ဆိုတာကိုသက်သေပြနေတာပါပဲဒီနှပြအလေတန်းမှာတွေ့မြင်နေရတဲ့ကွင်းနောင်ကင်တွေကတော့အပြိုရည်သာဖြစ်ပါတယ်ဒီမှာတော့အိမ်အောင်ကြပြီးသူတွေကင်လို့လုံးဝမရတော့ပါဘူးလေဗျဒါလေးကလည်းကျွန်တော်လေးလာထားတာလေးကိုကျွန်တော်တကယ်ချင်းနေဘူးသူတရအောင်ပြောပြလိုက်ခြင်းဖြစ်ပါတယ် ပသိန်ထီးလေးနဲ့ခင်းသာရုပ်လေးကိုင်းထားလဲအရန်ကိုချစ်စရာကောင်းပါတယ်နောက်မှာတော့ဖျားပန်းကိုပိုက်လာတဲ့ပြူပြူကြောတွေကိုထပ်မံတွေ့မြင်ရပါတယ်စွန်းအောင်ရွက်လာတဲ့သူတွေကိုလည်းတွေ့မြင်ရပါတယ်အဲ့ဒီစွန်းအောင်ကြီးတွေထဲမှာဆိုလို့ရှိရင်မုံနေမုံစီကြော်တွေအဲ့လိုအမျိုးမျိုး အဲဒီမှာလူဝယ်ပစ္စည်းတွေပါပါတယ်အလူအလဲကိုပါဝင် ကုသိုလ်ယူနေသူတွေလည်းရှိပါတယ်သူတို့ကတော့လမ်းကနေဖြတ်ပြီးတော့အချိုလေးတွေဝင်ငှနေကြတာကို တွေ့မြင်ရပါတယ်ဗျကူးစနဲ့တွေ့မြင်ရတာကတော့အလူတကံနဲ့အလူတကံမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့မောင်ရှင်လောင်းတွေရဲ့မိဘတွေကိုတွေ့မြင်ရပါတယ်။သင်္ကန်းမှန်းပွေပြီးတော့တပိတ်လွယ်တင်ကြတဲ့မောင်ရှင်လောင်းရဲ့မိဘများဖြစ်ပါတယ်။ နောက်မှာတော့မောင်ရှင်လောင်း၄ပါးကိုတွေ့မြင်ပါတယ်။သူတို့ကတော့စီးတော်မြင်းနေနဲ့ဖြစ်ပါလေဗျ။အချားမောင်ရှင်လောင်းတွေများစွာပါရှိပါတယ်။ကျန်တဲ့မောင်ရှင်လောင်းတွေကတော့ကားတွေနဲ့နွားလေးတွေနဲ့လိုက်လာကြပါတယ်။နွားလေးတွေကတော့အချိန်နဲ့ကိုစိုင်းပြီးဝင်လာမှဖြစ်တဲ့အတွက် နောက်မှာခွာပြီးခြံခဲ့ကြပါတယ်။ရှေးရလူတွေနဲ့တော်တော်ဝေးပြီးဆိုမှသူတို့က နွားတွေကိုအတင်းဆိုင်ပြီးတော့ဝင်းချလာတာပေါ့နော်ဆိုင်းနေဆိုတာကတော့ကျွန်တော်တို့နေမှာတော့ဆိုင်းနေလို့ခေါ်တယ်ပေါ့နော်အမြန်မောင်းတာကိုခေါ်ပါတယ်ဗျနွားလေးကိုအမြန်မောင်းတာပေါ့နော်အချို့နေတွေလည်းတူချင်းတူပါမယ်ဗျ ချိုးကြီးဝင်နေတဲ့အချိန်မှာနောက်ဆုံးနွားလေးကရှည်နွားလေးသွားတဲ့အတွက်သူကဇွတ်လိုက်နေတာပေါ့နော်နွားတွေကလည်းဘလောက်လေ့ကျင့်ထားလဲမသိဘူးဗျရှည်လဲသွားရင်နောက်ကနေဇွတ်လိုက်ဆိုင်းမယ်ဆိုတာကြည်ပါပဲလဲစရာတော်တော်ထိန်နေရတာကိုတွေ့ရတယ်ဗျ နောက်မှာတော့ light truck ကား3စီးကိုထပ်မံတွေ့ရှိရပါတယ်။အဲ့ဒီ light truck ကားတွေပေါ်မှာတော့မောင်ရှင်လောင်းတွေရဲ့နာရုံသမီးတွေရဲ့ပါရှိပါတယ်။နောက်ဆုံး light truck ကားပေါ်မှာတော့တိတ်ဂီတာအဖွဲဖြစ်တဲ့အိုးစီဒိုဘတ်ဝိုင်းကိုတွေ့မြင်မှာပဲဖြစ်ပါတယ်။ Go, <laughs> go.